ဆုခမင်္ဂလာပါရှမ်းတော်စင်စာဖတ်ပရိသတ်များနေကောင်းကျမ်းမာဘေးကင်းကြရလားဒီတစ်ပတ်ရှမ်းတော်စင်ရဲ့အက်ဒီတာထွက်အနေနဲ့တော့ကျွန်တော်တို့ရှမ်းပြည်နယ်အတွင်းမှာဘာတွေဖြစ်ပျက်သွားလဲစီရေးနိုင်ရည်တွေရောဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတော့ရှမ်းတော်စင်အက်ဒီတာချုပ်ကိုဆိုင်မွန်းနဲ့ကျွန်တော်နန်းဆိုင်လုံတို့ကဆွေးနွေးတုံ့တက်သွားမှာဖြစ်ပါတယ်မဆုခခမဆုခ ခွန်ဆိုင်မရဲ့တီလာမှာတော့ပြက်တနာတဲ့ရှမ်းပြည်ရဲ့ပြက်တနာအရေးကလည်းများတယ်ပြီးတော့ဒီနိုင်ငံရေးစီရေးကလည်းပြောင်းလဲများတယ်ပေါ့နော်အတိကတော့ဒီကြာပြန်ပြက်တနာပေါ့ရှမ်းမြောက်မှာလည်းတစ်ဆယ်နှစ်ခွန်စစ်စင်ရေးတုန်းကလည်းတခါပြောခဲ့တယ်ဒီကြာပြန်ကိစ္စကိုပေါ့နော်ဒီစစ်စင်ရေးတုန်းကဒီရှမ်းမြောက်မှာတော့ကြာပြန်ကကရင်ပြည်ကိုရွေ့ရွားတယ်ဆိုတာလည်းပြောခဲ့တယ်ဒါပေမဲ့တီလာတွင်မှာကရင်ပြည်နယ်မှာဒီကြာပြန်ကိစ္စခေခေပတ်ကို စစ်စင်ရေးတွေလောက်ကြရလဲအရန်ကိုအကြီးကျယ်ဖြစ်တယ်ပေါ့နော်တရုတ်တွေကလည်းတောင်းဟောပေါ့နော်ဒီမြစ်ကပေးမှာရွှေ့ပြောင်းလာရတယ်နေရတယ်ထိုင်းကလည်းလက်မခံဘူးဆိုတာလေအလုံးကတွေးကြတယ်ဒါကြောင့်ဒီတရုတ်တွေကရောရှမ်းပြည်ကိုထပ်ပြီးတော့ပြန်သွားနိုင်လားပေါ့ဘာလို့လဲဆိုရှမ်းပြည်မှာတည်ဆင်နေခွင့်စစ်စင်ရေးရတယ်ပြီးသွားပြီ now အခုဒီရက်ပိုင်းမှာရှမ်းပြည်ရဲ့အလဲပိုင်းမှာဂျာဖြန်ကတွေ့လာတယ်ဆိုတဲ့ဟာလည်းရှိတယ်ပေါ့နော်ဒါကြောင့်ဒီရဲ့စစ်စင်ရေးကိုပြန်ကြည့်မယ်ဆိုရင်ဒီရဲ့ဂျာဖြန်ကလည်း အရန်ကိုစိုးရိမ်စရာတွေဖြစ်လာတယ်ဒါကြောင့်ရှမ်းပြည်ကိုပြန်ရောက်သွားနိုင်လားပေါ့ကိုဆိုင်မွန်းအနေနဲ့ပဲလို့မြင်နေပေါ့အာအခုအရင်ဦးဆုံးအသုံးတက်လို့တာကတော့ဒီကြဖြန့်အရေးကရှင်းပြောလို့ရှိရင်ကျွန်တော်တို့လည်းပြောခဲ့ဖူးပါတယ်ဒီမူရင်းစေဝါအရေးနဲ့တိတ်မကွာလာဘူးအာဒေတာအတွင်းအရေးကနေပြီးတော့မှအခုနိုင်ငံတကာအင်တာနေရှင်နယ်ခရိုင်းစ်အထိအဲတိုးပြီးတော့မှဖြစ်သွားတယ်ပေါ့နော် အခုကလည်းဒီကြားဖြန့်တစ်ကဘာလုံးပတ်ပြီးတော့မှ online လူလိငွေလိမ်နေတဲ့ခိုင်းရအတိုက်ဖြတ်ဖို့ဆိုပြီးတော့မှဒီ American တရားရေးဌာန DOJ တို့နောက်ပြီးတော့ American စုံစမ်း Federal စုံစမ်းစစ်ဆေးရေး Bureau FBI တို့နောက်ပြီးတော့မှ State Department ကအဖွဲ့တွေတို့စုပေါင်းဖွဲ့စည်းထားတဲ့ဒီကြားဖြန့်တိုက်ဖြတ်ရေးအာဆိုတဲ့ဟာကိုထူထောင်ပြီးတော့မှအတိအကပြတ်မှတ်ထားတာကတော့ ကျွန်တော်မြန်မာနိုင်ငံအသွင်းမှာရှိနေတဲ့ကြားဖြတ်နဲ့နောက်ပြီးတော့မှဒီကမ္ဘောဒီးယားတို့အဲ့ဒီဖက်မှာပေါ့နော်အာဒါတော့မှအခုကဒီထုတ်ပြန်ကြေညာချက်ကတလတော့မရှိသေးဘူးကြားဖြတ်တိုက်ဖြတ်ရေးကတော်တော်လေးကိုလှုပ်လာတယ်အာအရင်တုန်းကလည်းအဲ့လိုပဲမူရင်းစေဝါဆိုပြီးတော့မှဒီအဲ့ဒီအရေးကနေပြီးတော့မှနိုင်ငံရေးအခွင့်အရေးယူပြီးတော့မှလှုပ်လာနေတဲ့ဟာတွေလည်းရှိတယ်အခုလည်းအဲ့လိုပဲ အဲတို့အမြင်မိတယ်လေနော်အဲဒါပေမဲ့ဘာဖြစ်အတိကကြရရိုက်တာကတော့ဒေတာခံလူထုပေါ့နော်အာဆိုဆိုချိုကောင်းချိုနှစ်ခုစလုံးတော့တွန်တွဲတယ်အာဒီအာဆိုချိုဆိုတဲ့ဟာကတော့အတိကတော့ဂျာဖြန်ရောက်တဲ့ဒေတာမှာ အာလုံးကပတ်စံပေးပစ်ပေါက်ပေး ပြီးတော့မှဒီအမျိုးသမီးငယ်တွေကိုအာဝယ်ယူပြီးတော့မှအာဂျွန်တပွဲခိုင်းစေတဲ့ဟာတွေအာနောက်ပြီးတော့မှလူငယ်တွေကို ညာစီယုံခေါ်ယူပြီးတော့မှလူသားဂျုံတွေကိုလှုပ်ခိုင်းတာတွေတောက်လျှောက်ပေါ့နော်အာအဲ့လိုမျိုးအခုကဒီအရင်တုန်းကလည်းဒီရှမ်းပြည်မှာအာကြားဖြန့်တက်ဖြက်ရေးဆိုရာကနေပြီးတော့ဒီကရင်ကရင်ဖက်ပေါ့နော်အာရောက်လာတဲ့အပိုင်းနေရှိတယ်အခုနေထားအရရှမ်းပြည်ဘက်ပြန် တက်မလားဆိုတော့စိုးရိမ်ချက်ပေါ့အခုတောင်မှကြားနေရပါပြီအတိအကကတော့ ကြားဖြန့်ဆိုတဲ့ဟာကသူကငွေထုတ်ငွေငွေကိုပိုက်ပြီးတော့မှသွားတာကိုသွားတော့ရောက်လေရအရက်မှာလက်နဲ့ကင်တက်ဖွဲ့တွေကအာဒီကုန်ပစ္စည်းရောင်းဝယ်တယ်လို့အဲဈေးစစ်ကြတယ်ဥမာဘယ်နှစ်ယောက်လာမလဲအာပတ်စံဘယ်လောက်ပေးမှလက်ခံမလဲအဲ့လိုမျိုးကိုဈေးကိုပေါ်တင်စစ်နေကြတာစစ်ပြီးတော့မှလုံခြုံရေးပဲလို့ယူပေးမလဲစတဲ့ဖြင့်တောက်လျှောက် ဆက်တိုက်ကြားနေရတယ်အာအခုဒီရေကုတ်ကိုတို့ဒီ KK Park တို့မြဝတီတို့ကဒီရှမ်းပြည်ဖက်ဘလောက်ပြန်တက်မလားမလားမလဲဆိုတော့ခမန်းချက်ကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားဒါပေမဲ့လက်တွေ့အဖြစ်ရှမ်းပြည်မှာမပြီးပြတ်သေးတဲ့ကြားဖြန့်တွေကငကူကလေးကရှိနေပြီးသားတွေဟာတွေရှိတယ်အာဒီအာလောက်ကိုင်းတို့ဒီအာတန်ရွှေရှေ့ချမ်းကနေအာတန်ရွှေနောက်ချမ်းကိုတင်းဆောင်လာတဲ့ ကြားဖြတ်နေရအခုရှမ်းပြည်အလဲပိုင်းမှာကမပြည့်ပြတ်သေးဘူးဥမာဒီမရှမ်းပြည်အလဲပိုင်းဒေသပေါ်တော့မုံစုရိုကေစီရိုမုံကုံရိုခိုလမ်နမ်ဇန်ကုနင်းအဲ့ဒီကြားဒေသမှာအရှိနေပြီသားအခုကနောက်ဆုံးရရှိတဲ့တည်င်းအရာဆိုရင်ဒီဇာကခဏိမုံနောင်နဲ့မိုင်းနောင်ကဇာကခဏိနဲ့အာတိတ်တော့မဝေးဘူး စေမိုင်ဝင်းကျင်လောက်ပဲရှိတယ်အဲ့ဒီဒေသဖက်ဆိုရင်နောင်တောင်မလွန်းဖက်ဆိုရင်အခုကြားဖြတ်တွေကအခြေစိုက်ပြီးတော့မှလှုပ်ရှားနေတယ်လှုပ်ရှားနေတယ်ဆိုတဲ့ဟာကလုပ်ငန်းလည်ပတ်နေတာပေါ့နော်အရင်တော့ကလည်းဒီလဲချားဒေသတို့ဒီမွန်းကွန်ဒေသတို့အဲ့မှာရောက်ရှိနေတဲ့ဟာတွေဟိုရွှေလိုက်ပြီးပြောင်းလိုက်လုပ်နေကြတာလုပ်နေကြတဲ့အနေထားမှာက နောက်ကပြည်သူစစ်လက်နက်ကင်တပ်ဖွဲ့တွေကလည်းခုနကတော့ပြောတယ်လို့ပေါ့ဈေးစစ်ပြီးတော့မှအဲပတ်ဆံကိုရတလောက်ယူပြီးတော့မှသူတို့ကိုလက်ခံထားပေးတာတွေရှိတယ်တချို့လက်နက်ကင်တပ်ဖွဲ့တွေလည်းရှိတယ်ဒီဟာကအာအရှင်းပြောလို့ရှိရင်ကြားဖြန့်ဆိုတဲ့ကိစ္စကအာအခုဒီကာလကတကယ်ကိုဘဒိုးမှလက်မခံချင်တဲ့ကာလပေါ့နော်ဒီရှမ်းပြည်ထဲမှာရှိနေတဲ့လက်နက်ကင်အုပ်စုတွေဗီဒူးစစ်တွေစစ်ကောင်စီတွေသူတို့လက်ခံထားတဲ့ကိစ္စက တော်တော်လေးနောက်ပိုင်းကတော်တော်လေးဖြည့်ရှင်းရလိမ့်မယ်။ဘာလို့ဆိုတော့နိုင်ငံတကာကပြစ်မှတ်ထားပြီးတော့မှဒီဟာကိုရှင်းနေတဲ့အချိန်မှာသူတို့ကဒီပတ်စံတနပြားတပဲရပြီးတော့မှလက်ခံရယူပြီးတော့မှသူတို့ကိုကျွေးမွေးဆောင်လျှောက်တဲ့ဟာတွေကလှုပ်လို့ရှိရင်ပြဒနာပိုကြီးထွားလိမ့်မယ်။အရှမ်းစကားမှရှိတယ်လေနော်။ World Toxin Port တို့လင်းတဲ့အဲ ခြံထဲဝင်တဲ့နွားကနောက်ဆုံးအကောင်ကိုလူများရိုက်ကြတယ်အတုတ်စာမိတာပေါ့နော်အဲ့တော့အခုလည်းအဲ့လိုနေထားပဲအခုကြားဖြန့်က နောက်ဆုံးအနေထားဖြစ်နေပြီမပြည့်ပြတ်သေးရင်တောင်မှဒီဒေတာထဲမှာရှိနေတဲ့ဟာတွေကမပြတ်ရှင်းမယ်ဆိုတဲ့ပုံစံကဖြစ်နေတော့အာပပနှက်နှက်နဲ့ဒီလက်နဲ့ကင်အုပ်စုတွေဟာလက်ခံထားလို့ရှိရင်တော့တို့တို့ဘာထိလိမ့်မယ် အဲ့လိုနေထားပေါ့နော်ခုနကတော့ပြောတယ်လို့အခံရဆုံးကတော့အခုထက်ထိအခံရဆုံးကတော့အသက်မပြည့်တဲ့ကလေးတွေလူငယ်တွေကိုတို့ကဖျားယောင်းတယ်ပတ်စံပေးပြီးတော့မှလှုပ်အားခမင်းမင်းနဲ့ခိုင်းစေတယ်မိန်းကလေးချောချောလှလှလေးတွေဆိုရင်လင်ကျွန်းပြုတ်ခိုင်းတယ်ပတ်စံပေးတယ်အဲ့လိုမျိုးပေါ့နော်ဒါတွေကတော်တော်လေးကိုဆူဆူရွရွဖြစ်နေတယ်အခုအခုထက်ထိအရှမ်းပြည်မှာဖြစ်နေတဲ့ကြားပြန့်ငွေလင်ခိုင်းကငွေနောက်နေတဲ့ဟာကမပြည့်ပြတ်တည်းကိုရှမ်းပြည်က နောက်ထပ်ဒုတိယတွဲအနေနဲ့အောက်ပိုင်းကနေပြန်ရှန်တက်လာပြီးတော့မှပြန်လဲလာနိုင်တယ်အခုတော့မှသွားနေတချို့ကပြောနေတယ်ရန်ကုန်မန္တလေးအထက်ဘက်တို့အဲ့လိုမျိုးတွေနေရာရှာပြီးတော့မှအခြေစိုက်ပြီးလှုပ်ရှားနိုင်ဖို့ကပြင်နေကြတယ်တီချာဖြန်လောက်ကန်းကဒီရှမ်းပြည်လည်းမဟုတ်မြန်မာပြည်လည်းမဟုတ်ပါဘူးတကဘာလုံးတကဘာလုံးဖြစ်နေတဲ့ပြဿနာပြီးတော့များတော့ပြင်သူတို့တာဂက်လှုပ်တဲ့နေရာကစီရေးပြိပခနိုင်ငံရေးပြိခတွေဖြစ်ပွားနေတဲ့နေရာတို့ ဥတီတယ်လက်နက်ကင်နေတဲ့လူမျိုးတွေရဲ့ကြားထဲမှာသူဥတီပြီးတော့လုံနေပေါ့နော်နောက်တစ်ခုကဒီကြားထဲမှာလူဟောပေါ့နော် trafficking ပေါ့နော် human trafficking တွေကျူးလွန်တာတွေအမျိုးသမီးငယ်တွေဟိုမတရားခိုင်းစေတာတွေလုပ်တာတွေပေါ့နော်ဒီမျိုးကျွန်းကျွန်းတပွဲဝယ်ယူတဲ့ကိစ္စတွေရတဲ့ကြီးထွားလာပေါ့နော်ဒီတစ်ခုကိုပဲဖုတ်ဖတ်မထားဘဲနဲ့တခြားအနောက်မှာဖြစ်ပွားတဲ့အရာတွေကျွန်တော်တို့စောင့်တိဖို့လိုအပ်တယ်လို့ပြောလို့ရပါတော့ခင်ဗျဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ မူးမိတ်မူးဟိုမူးကုတ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကိစ္စကလည်းကြာဖြန်ကနေပြီးတော့ဖြည့်ချင်းပဲကိစ္စကနေပေါ်လာတဲ့စစ်စင်ရေးတွေဆက်ဆိုင်တွေဆက်တိုက်တွေဆက်ဆက်တဲ့ဟာတွေပဲဟာတွေပေါ့နော်ဒါကြောင့်အခုဆိုရင်ဒီ DNA နေကမိုးကုတ်မူးမိတ်ကိုပြန်ပေးရေးဆိုပြီးတော့လည်းပြောလာတယ်တစ်ဖက်တချို့ကလည်းဝင်နေပြီပေါ့နော်ဒီရဲ့သူတို့ဝင်ပြီးတော့နေထိုင်ရလို့ပြောဒါကြောင့်ဒီရဲ့အရေးကလာရှိုးတုန်းကလို့လွယ်လွယ်တကူနောက်ဆုံးနိုင်မလားဒါမို့တခြား PDF တွေရတယ်ရှိရဆိုတော့ဘယ်လိုများဖြစ်လာနိုင်လဲပေါ့ ဘယ်လိုများဖြစ်လာနိုင်လဲအတိကကတော့အာကျွန်တော်တို့ဒီ data နှစ်ခုကိုရှင်ကြည့်လို့ရှိရင်အာဒီမိုးကုတ်မိုးမိတ်ပေါ့မင်းကုတ်နဲ့မင်းမိတ်နေရာကလည်းအာလာရှိုးနဲ့တော့အာအာလွဲပြောင်းတဲ့ပုံစံသဘောတူညီချက်ကတရုတ်ဖြစ်အားပေးရကနေဖြစ်လာတဲ့ဒါပဲနှစ်ခုစလုံးကဒါပေမဲ့အခြေအနေမတူနေတာက အဲနှချက်ရှိတာပေါ့နော်ပထမတစ်ချက်ကတော့ဒီလာရှုံးမှာ SCC ဝင်တုန်းကတရုတ်ကိုတိုင်ကယုံလာစိုက်တယ်နေ့အချက်ကတော့ဒီဟိုဝါတာဖွဲနဲ့အဘေးယူလုပ်တယ်အဘေးယူဆိုတဲ့ဟာကအဝါတာဖွဲကရှမ်းပြည်မြောက်ပိုင်းကိုဝင်လာအောင် SCC နဲ့ချိတ်ဆက်ပြီးတော့မှ တန်ရံမျိုးအထက်ပိုင်းဒေတာကိုဝါတာဖွဲ့ကအင်နာတိုးပြီးတော့မှစိုးမိုးတယ်စိုးမိုးတဲ့နေရာမှာသူတို့ကဘာပြောလဲဆိုတော့အဲ့တုန်းကတော့လုံခြုံရေးအယဝလူမျိုးတွေကိုကာကွယ်ဖို့ဆိုပြီးတော့မှပြောတယ်ဒါပေမဲ့ SAC တပ်ထွက်တုန်းကလည်းသူတို့ကပါဝင်ပေးတယ်ဒီကူထုတ်ပေးတာပေါ့နော် SFPP နဲ့ဝါတာဖွဲ့ကထို့အတူပဲ SAC ပြန်ဝင်တော့လေမြန်မာစစ်တပ်ပြန်ဝင်တော့လေသူတို့ကအဲအကာအကွယ်ပေးတယ်လို့မပြောတိတိုင်း တို့ကလမ်းကြောင်းတစ်လျှောက်မှာကတို့ကခွာပေးတယ်အဲ SAC ကဒီတောင်ရန်မုံရိုက်ဘက်ကနေပြီးတော့မှာလာရှုံမြို့ကိုရှော့ရှော့ရှူရှူနဲ့ဝင်ရောက်တယ်တစ်ဖက်ကလည်းတရုတ်ကလည်းယုံထိုင်ပြီးတော့မှာစောင့်ကြည့်ပြီးတော့မှာကူညီပေးနေတဲ့အပိုင်းပေါ့နော်အာအဲဒီမိုးကုတ်မိုးမိတ်ဘက်မှာကြတော့အခြေအနေကမတူဘူး အခုကမိုးကုတ်မြို့မလွတ်ရေးဆိုပြီးတော့မှဒီမန္တလေး PDF ကလည်းမိုးကုတ်ပြူဟာကိုတေချာဖွဲ့စည်းတယ်အင်အားပြင်နိုင်နေတာတွေကိုကြားရတယ်ထို့အတူပဲမိုးမိတ်ဘက်မှာလည်းအာဒီလူထုကာကွယ်ရေးတပ်တွေအပြင်ဒီ KPDF တို့ KIA တို့ဒီတပ်တွေရှိနေသေးတယ်ဒီတပ်တွေရှိနေသေးတယ်ဆိုတော့အာစစ်ကောင်စီကဒီနှမြုပ်နယ်တဲကိုပြောင်းဝင်ဖို့ TNL မကူ ဘဲနဲ့ TNL အကူအညီမပါဘဲနဲ့ဘယ်နည်းနဲ့မှမရောက်နိုင်ဘယ်နည်းနဲ့မှမရောက်နိုင်ဘာဆိုတော့အာတနည်းတဖုံတော့လုံခြုံရေးယူပေးတာတို့ကူတယ်ပေးတာတို့အာအခုလည်းတက်တင်းထွက်နေတယ်ယူနီဖောင်းချိန်ပြီးတော့မှ TNL တွေဝတ်စုံကိုဝတ်ပြီးတော့မိုးကုတ်ထဲဝင်တာတို့တတင်းအောင်ဆာထွက်နေပြီအမျိုးမျိုးအဲကြောင့်မလို့ဒီဒီနှမြုပ်နယ်ထဲမှာက TNL တွေမပါဘဲနဲ့ဘယ်နည်းနဲ့မှမဝင်နိုင်ဘူးအဲ့တော့အာ တစ်ဖက်ကလည်းဒီ TNL တွေကဒီအတူရဲ့မဟာမိတ်ဖြစ်တဲ့ PDF တွေနဲ့ဘလောက်အပေးရယူမျှနိုင်မလဲ TNL ကတော့ရှင်းတယ်နော်ရှင်းတယ်ဆိုတဲ့ကိစ္စကသူ့ဒိန်းထိန်ချုပ်ထားတဲ့နယ်မြေတွေတည်တံ့ခိုင်မဲ့ဖို့အတွက်ဒူနိုင်ငံရေးအရလိုအပ်တဲ့နယ်မြေတွေအာစုစည်းနိုင်ဖို့အတွက်သူကမိုးကုတ်နဲ့မိုးမိတ်ကိုထိုးကျွေးတယ်ထိုးကျွေးလိုက်တယ်အာအခုရှိနေတဲ့ဒီအာကြောက်မဲဒီဘောလာရှို့ နောက်ပြီးတော့မှဒိန်နီကုတ်ခိုင်နံဖကမူစေအထိဒီကာလန်ကြောက်မဲ့ဒီဘောဖက်ဆိုကာလန်မြောက်ဖက်ချမ်းပေါ့လာရှိုးကနေမူစေမြို့အထိကတော့ကာလန်နောက်ဖက်ချမ်းပေါ့ဒီတကြောတီတကွင်းလုံးကငကိုကရက်ထီရနယ်လေးကဒီဘလောင်ပြင်းနေဖြစ်မြောက်ရေးအတွက်အပတ်တကုတ်ကျိုးစားနေတဲ့နယ်မြေတွေဖြစ်တယ်။အဲ့ဒီနယ်မြေဒီတန့်ဖိုးကသူကဒီနမြုတ်နယ်ကိုထိုးကျွေးနေတဲ့အပိုင်း ထိုးကြွေးထားတဲ့အပိုင်းပေါ့နော်တခြားဆွေးနွေးချက်တွေကတော့အဲတိတိကျကျလည်းဘယ်သူမှလည်းမသိဘူးထုတ်ပြန်ကြေညာချက်လည်းမရဘူးအမတွေ့ဘူးပေါ့နော်အဲအကြောင်းမလို့အာဒီနယ်မြေကဒီမိုးကုတ်နဲ့မိုးမိတ်ကို SSC ထဲပြန်လွဲအပ်တဲ့ကိစ္စက DNL က PDF နဲ့ချိန်ဆက်မှုကလည်းအားကောင်းတဲ့ပုံစံမတွေ့ခဲ့ဘူး ဒီ BDF တွေပြောပြချက်အရဆိုရင်မိုးကုတ်နဲ့မိုးမိတ်ကိုလွှဲပေးမယ်ဆိုတဲ့ကိစ္စခေါ်ယူပြီးတော့မှဆွေးနွေးတာတော့ဘာတစ်ချက်မှမရှိဘူးမရှိဘဲနဲ့ဒီတိုင်းကြီးကိုသဘောတူလိုက်တယ်တရုတ်စီမှာအဲအကြောင်းမလို့မိုးကုတ်နဲ့မိုးမိတ် area ကစစ်ကောင်စီဝန်နိုင် တိတိုင်းတို့အတွက်ဘာလုံးချုပ်ရေးမှရှိမှာမဟုတ်ဘူးဘာလို့ဆိုပပတ်လေကအာလူထုကကွယ်ရေးတပ်တရားဝိုင်းနေလေအဲအကြောင်းမလို့နောက်ပြီးတော့မထီရန်နေရာလေးကလည်းအဲအဲ စိတ်ပါဝင်တစားနဲ့ဆုတ်ပေးနေတဲ့အနေထားမဟုတ်ဘူးတရုတ်ကိုမလွဲမလွန်စာနိုင်လို့ဆုတ်ပေးရတဲ့အနေထားနောက်ပြီးတော့မှနိုင်ငံရေးလိုအပ်ချက်အရာစစ်ရေးလိုအပ်ချက်အရာဒီနယ်မြေတွေခုနကတော့ပြောတဲ့နယ်မြေတွေဒီတန်ဖို့တူကဘုံမကျဲအောင်တူကဒီနှမြုပ်ကို ထိုးကျွေးထားတဲ့အပိုင်းပေါ့နော်ဒီလိုမျိုးအနေထားဖြစ်နေတယ်ဆိုတော့ဟာပေါ့အခုကြည့်နေတဲ့အနေထားအွန်ပြောရမယ်ဆိုတော့ဒီရဲ့ရှုပ်ထွေးနေတဲ့စီယပိခါကြားထဲမှာဆိုရင်လေဒီ အခင်ချင်းကြားထဲမှာလည်းရုတ်တရက်ကြီးရွေးကပွဲကျင်းပတော့မယ်ဆိုတော့ဘောနော်ပြီးအဲ့ရွေးကပွဲကလုပ်မယ်ဆိုတဲ့အချိန်မှာမတိုင်ခင်မှာမနေ့ကနိုဝင်ဘာ26ရက်နေ့ညကလည်း905တွေကိုလူလူငင်းချက်တာပေးရေဘောနော်လူငင်းချက်တာက385ဦးပေးတယ်ဒိန်းရှောင်နေတဲ့905 9000ကျော်တွေကိုလည်းဟောပေါ့လူငင်းချက်တာပေးရေဘောနော်ပြန်လာဖို့ဆိုပြီးတော့ပြောဆိုတာရှိရေဘောနော်အဲ့ထဲမှာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ တူလေးပါလာတယ်ဟုတ်ကဲ့အဲ့ဒါကဒါတွေကြည့်ရင်ပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလုံနေတဲ့စစ်ကောင်စီရဲ့လှုပ်ရက်တွေအကုန်လုံးပြန်ပေါ်လာတယ်လို့ပဲပြင်မြင်ရမျက်လုံးနဲ့ပြန်မြင်တာပေါ့နော်အဲ့ကြောင့်ရွေးကပွဲကို तू ကမကြခင်မှာမကျင်းပပြီးလားမကျင်းပခင်လားတောင်ဆန်းစုကြည်လွမြောက်ရေးရလဲရှိလာနိုင်တယ်ဆိုတော့မြင်တယ်အပြောင်းလဲကြီးတွေဖြစ်လာနိုင်တယ်အဲ့ဒါကိုပေါ့နော်ဒီကြားထဲမှာတော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဒီရွေးကပ်ပွဲနေ့ပတ်သက်ပြီးအောင်လူထုအောင်ပါတယ်စိုးရိမ်နိုင်နိုင်နဲ့ အဲ့ဒါလေးပေါ့ဦးဆောင်အတိကကတော့အာရွေးကောက်ပွဲကရိုးသားမှုရှိလားမရှိလားဆိုတော့အချက်ပါပဲအများသုံးတတ်ချက်ကတော့ဒီရွေးကောက်ပွဲကတော့ပုံမှန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပုံမှန်ဖြစ်ရိုးဖြစ်စဉ်ရှိနေတဲ့ရွေးကောက်ပွဲမဟုတ်ဘူးအာကျွန်တော်တို့လည်းအများအများဆွေးနွေးလာခဲ့တယ်အာဒီအရင်တော့ရွေးကောက်ပွဲကလက်နဲ့ကင်ပြီးဘက်ခါနဲ့တိုက်ပွဲတွေကအဲ့လောက်ဖြစ်မနေထားဘူးအခုကလက်နဲ့ကင်ဒေါ်လာရေးတက်တယ်ကအာ မြို့နယ်တိုင်းလိုလိုမှာတနတ်မပေါက်တဲ့မြို့တော်မှာတိတ်မရှိလာဘူးပေါ့နော်ဒီမြို့နယ်ပေါင်း330မှာကတနတ်မတန်မထွက်တဲ့မြို့နယ်ကမရှိတလောက်ပဲအ ਨੇ ဆုံးပြောရင်တော့မှမြို့နယ်ပေါင်း200လောက်ကတိုက်ပွဲဖြစ်နေတယ်အ ਨੇ အချင်းနေစဖြစ်နေကြတာပေါ့နော်ဒီလိုအချိန်နေမှာရွေးကောက်ပွဲကထားလို့တယ်ဆိုတော့ရှင်ပြောလို့ရှိရင်ဒီမငိမ့်မတက်ဖြစ်နေတဲ့ရေပြင်ကိုသူက 905ထိထားတဲ့လူတွေကိုလွတ်ပေးလိုက်ခြင်းအဖြစ်ညင်သက်သွားမလားဆိုတဲ့ကိစ္စပေါ့နော်ကျွန်တော်တို့အနေနဲ့လေ့လာသုံးသပ်ကြည့်တာကတော့တောင်ဆန်းစုကြည်ကိုမလွတ်ပေးတရွေ့ကတော့အာဒီလူထုကအာလူထုရဲ့ယုံကြည်မှုကတော့အလင်းရောင်မမြင်ဘူးပေါ့နော်တောင်ဆန်းစုကြည်ကိုလွတ်လွတ်ပေးတိတိုင်းဒီကာလကတောင်ဆန်းစုကြည်တို့ပါတီရွေးကောက်ပွဲမပါရအောင်ဘာဆိုတော့ အဲတနိုင်ငံလုံး2020ရွေးကောက်ပွဲတနိုင်ငံလုံးတောင်ပြိုကမ်းပြိုနဲ့နိုင်လာခဲ့တဲ့ပါတီလူထုတွေရဲ့အအအသေးကြားထဲကမဲတပြားကိုတေချာပေးထားတဲ့ပါတီဒါမဲ့လည်းတွေ့ရတူရမပါဘူးအမေးမြန်းမေးစရာကဒီရွေးကောက်ပွဲမတိုင်ခင်တောင်ဆန်းစုကြည်ကိုလွတ်ပေးမလားဆိုတဲ့အချက်ပေါ့နော်ဒီ2020ရွေးကောက်ပွဲတုန်းကတော့ဦးသိန်းစိန်ကတော့ရွေးကောက်ပွဲပြီးမှလွတ်ပေးတာရွေးကောက်ပွဲပြီးမှလွတ်ပေးတာပေါ့နော်အဲကြောင့်တရချင်းနေကအာလွတ်ပေးနိုင်မဲ့အနေအထားက အဲဒီဒီစစ်ကောင်းဆောင်ပိုချုပ်ကြီးမူကြီးမင်းအောင်လိုင်ကအဲ့လောက်တတိရှိမလားဆိုတဲ့ဟာပေါ့နော်တကယ်လွတ်ပေးလို့ရှိရင်တော့တတိရတော်တော်ကောင်းတယ်ပေါ့နော်ဘာလို့ဆိုတော့အဲသူကဗမာစစ်တပ်ကငကူကလေးကပြောလေဂျုံွားတယ်စစ်တီအင်အား၄သိန်းဒါပေမဲ့တောင်ဆန်းစုကြီးကဘာတဏှာမှမရှိဘူးအရန်ကြောက်လို့အာနာသိမ်းတာလေအခုကလွတ်ပေးမလားလွတ်ပေးရဲမလားပေါ့နော် အဲ့လိုမျိုးစောင့်ကြည့်ရမယ့်အနေထားပေါ့နော်ဒီချိန်နေရဒါပေမဲ့လူထုကတော့အာဒုတိယပိုင်းနေပြောရလို့ရှိရင်လူထုကတော့ဒီရွေးကောက်ပွဲအပေါ်ဘာမှစိတ်ဝင်စားဘူးအဲမဲတော့ပေးဖို့ကိစ္စတွေမဲမပေးဖို့ကိစ္စတွေဘာမှစိတ်ဝင်စားဘူးအော်ဒီနိုင်ငံခြားမှာရောက်နေတဲ့ပမာအတိုင်းဝိုင်းကိုလိုက်မေးကြည့်တာတောင်မှအဲလူကြီးတိန်းတောင်းကနန်းရှိတဲ့ထိုင်းဘက်မှာတောင်မှရာကနန်းလောက်ပဲဂျူတီမဲတွေဖော်တော့ဖြည့်ကြတယ်ပေါ့နော် အဲအဲ့လောက်ထိလူကစိတ်ဝင်စားအတိကကတော့လူထုကပိုင်လိုမျိုးကြုံတွေ့ရနေရလဲဆိုတော့အာကျွန်တော် ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင်စစ်ပေးစစ်တာအလူလဲခံရတယ်ဝင်းရေးကစားတော့ဖို့ကဘာမှရှိမနေတော့ဘူးဘာမှအာမခံချက်မရှိဘူးအရန်ကြက်တဲနေတဲ့အချိန်မှာဒီရွေးကောက်ပွဲကသူတို့ရဲ့မျော်လင့်ချက်ကဘာအလင်းရောင်ရှိနေမလဲဆိုတဲ့ဟာသူတို့ကဘာမှမမျော်မမြင်ဘူးမမြင်တော့သူတို့ကမမျော်ဘူးမမျော်တော့သူတို့က မဲပေးမှာမပေးမှာဆိုတဲ့ကိစ္စအတူတော့စိတ်ဝင်စားဘူးမလွဲမတာလို့ဒါတွားပေးရင်တော့တွားပေးရမယ်ဒါပေမဲ့လူထုကတော့တော်တော်လေးကိုအဲစောင့်ကြည့်လေ့လာလာတဲ့ရွေးကောက်ပွဲတွေဟာကဒီတစ်ခေါက်ရွေးကောက်ပွဲကလူထုစိတ်အဝင်မစားဆုံးပဲဟုတ်ကဲ့ဒါတွေကပြန်ကြည့်မယ်ဆိုရင်အခုဆိုရင်မထင်မှတ်တဲ့အရာတွေကဖြစ်လာတယ်ပေါ့နော် ပထမတဲ့အရာဆိုတာသူတို့လူငင်းချမ်းသာခွင့်လွတ်လာတဲ့ NLD တွေအဖွဲ့ဝင်တွေပါလာတဲ့ထိပ်ပန်းရလူတွေလည်းပါလာဆိုမြင်ရတော့ဒီအပြောင်းလဲရတော်တော်ကြီးလာနိုင်တဲ့အပြောင်းလဲတွေပေါ့နော်လွန်ခဲ့တဲ့အတိတ်ကဖြစ်လာကြုံလာတဲ့ဟာတဖန်ပြန်ကြုံလာနိုင်နေစရာပေါ့နော်ဒါတွေရလည်းရှိရဆိုတော့အဲနောက်တစ်ခုကဒီကျွန်တော်တို့ပြောထားတဲ့တခြားလုံးမှာကြီးလိုက်ရင်တရုတ်နဲ့ဟိုဟာလွဲဟိုပေါ့နော်တရုတ်ကအကုန်လုံးလွမ်းမုန်းနေရတရုတ်မပါတဲ့ဟာမရှိရွေးကောက်ပွဲဆိုလဲတရုတ်ဟုတ်တယ်ဂျာပန်ဆိုလဲတရုတ် အာမူးမိတ်မိုးကောက်ကဆိုလဲတရုတ်အကုန်လုံးတရုတ်ပါတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဒီအကုန်လုံးကဒီစီရေးတွေပြိပခကြားတွေမှာဘယ်အာယုံဆိုင်နေတဖက်မှာကတရုတ်ကြီးကြီးစိုးနေတဲ့ကုမ္ပဏီတွေရှမ်းပြည်နယ်ကြီးကိုဝင်လာတယ်ဘေးမရှားတထုတွေတူးတယ်ရှမ်းပြည်ရဲ့တဟာစာတာတွေထုတ်ယူနေကြတယ်ဒါကိုလူတွေကမေ့လျော့နေကြမှာလို့ကိုဆိုင်မို့ဒါကြောင့်ဒီတရုတ်တွေကဘလောက်ထိကိုကျွန်တော်စီရေးပြိပခကိုဖန်တီးပြီးတော့ဒီဖက်ကိုပဲလို့ဝင်လာလဲဆိုတာတွေစဉ်းစားကြည့်တော်တော်လေးကိုလူလဲ နေတဲ့ပုံစံဖြစ်တယ်ပေါ့နော်ဒီတရုတ်တွေကရောတို့စီးပွားရေးတွေဘယ်လောက်ထိအကျိုးစီးပွားရေးတွေနဲ့ကျွန်တော်ဗမာပြည်ကြီးကိုကျွန်တော်ရှမ်းပြည်ကြီးကိုဘယ်လောက်ထိလူယူနေလဲပေါ့နော်ပြီးတော့ဒီလက်နက်ကင်တွေကရောဒီကြားထဲမှာဘယ်လိုကိုကျိုးတွေလုပ်နေလဲပေါ့ဒါတွေကရောကိုကျိုးမဘယ်လိုမြင်လဲပေါ့အာကျွန်တော်တို့လေ့လာကြည့်တီရှီယာတလောက်ဆိုရင်တရုတ်ကအရှင်းပြောလို့ရှိရင်အာရေနောက်လေးကြိုက်လေးပဲပေါ့နော်ငါဖမ်းဖို့อ่ะအဲ့လိုနေထားပေါ့တောက်လျှောက်ပေါ့နော်ရေမနောက်နောက်အောင် လုပ်နေတာ နောက်ပြီးတော့မှငါ့ကိုပဲစိတ်ဝင်စားတယ်ရေနောက်တာသူကစိတ်ဝင်စားဟုတ်အဲလာရှိုးမှာပဲကျွန်တော်တို့ပြောခဲ့တယ်เนาะဒီလာရှိုးကနေ MNDA ဒိတ်ကိုကန်တက်ကတတ်ဆုပ်ပေးမယ်ဆိုရင် လူထုကဘယ်လိုနေမလဲတရုတ်ကထဲ့စင်းစားလာလူထုအသက်အိုးအိမ်ဒီ question ကိုကြွေးကြတယ်အာမရှိတဲ့အာဝုံရှိမဲ့မရှိမဲ့ရှိမဲ့ငွေလေးနဲ့မိမိအိမ်ကိုစောက်တယ် ဒါမဲ့ဘုံတန်ထိလိုက်တော့အိမ်ကပျို့ပြတ်သွားတယ်ဘသူတာဝန်ယူပေးလဲတရုတ်တာဝန်ယူပေးလားဆိုတဲ့ချက်တွေကျွန်တော်တို့ဆွေးနွေးခဲ့တယ်တောက်လျှောက်ဘသူမှတာဝန်ယူပေးတာမကြောက်ဒီကိုကန်တက်ကလာပေးတဲ့ထောက်ပံ့ကျင်းငွေကလည်းအင်းတင်းတင်းကနားလောက်ပဲဆိုတော့လူထုကဘာမှလုပ်လို့မရဘူးရှင်းပြောလို့ရှိရင်အခုအိမ်တလုံးစောက်ဖို့ဆိုရင်တင်းထောင်ကနန်းအဲတာမန်အိမ်တော်မှာရိုးရိုးပြင်ထောင်အိမ်ဝါအိမ်တော်မှာ30ကနန်းအသိ90 လောက်ပဲအင်းလေးဒေတာမှာငလင်တန်ထီတော့လူထုကိုဒိန်60ထောက်ပတ်တာကဆောက်လို့မရဘူးအင်းလေးဒေတာမှာအဲဝါအိမ်နော်အခုကဒီရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့စစ်ဘေးစစ်တန်ကလည်းဒီလူထုခံစားနေရတဲ့ဒီဝေဒနာကိုဘယ်သူကကုစားပေးလဲတရုတ်ကမြန်မာအရေးကို လူကြီးလူကောင်းဆန်ဆန်ဒီရွေးကောက်ပွဲ ဖြစ်အောင်တွန်းအားပေးတယ်စစ်ကောင်စီကလည်း ဒီရှုံးနေတဲ့စစ်ပွဲကိုတရုတ်စီကရတဲ့အကူအညီတွေယူပြီးတော့မှရွေးကောက်ပွဲနဲ့ထိုးချွေးလိုက်တယ်အမြန်ဆုံးလုပ်ပေးမယ်ရွေးကောက်ပွဲလုပ်ပမယ်တရုတ်ရဲ့ဒီ BRI လမ်းမကြီးကိုလည်းဖောက်ခွင့်အမြန်ဆုံးစီစဉ်ပေးမယ်စတာတွေပေါ့အပေးအယူတွေကတရုတ်အကျိုးအမျက်တွေပဲအဲ့ဒါခုနကပြောသလိုအာဒီမိုးကုတ်မြို့နယ်တဲ့ထဲမှာပဲကြည့် TNL တွေဝင်ထိတ်လိုက်တာ ਨੇ တရုတ်ရဲ့ကုမ္ပဏီက ကြောက်တံပဒမြားတွေကိုချက်ချင်းလာတူးတယ်။ရှင်ပြောလို့ရှိရင်မိုးကုတ်မြို့ရဲ့အပန်းဖေတဲ့နေရာလို့တောင်ပြောလို့ရတဲ့မိုးကုတ်ကောက်ကွင်းဖြိုဖျက်ပြီးတော့မှအကုန်ပဒမြားပေါ်လိုက်တယ်။အခုကကောက်ကွင်းလည်းပြတ်သွားပြီ။အာထိန်းချုပ်ထားတဲ့နယ်မြေတွေကလည်းအကုန်လုံးဖြိုယူပြီးတော့မှကြောက်တံပဒမြားတွေတူးယူလိုက်တယ်။အဲ့ဒါတယောက်ကုန်နေပဲ။ရှင်ပြောလို့ရှိရင် TNL တွေကရှမ်းစကားအရဆိုတော့နမ်တုတ်နမ်ရွာပဲ။ ရှန်ကြလာတဲ့အဲသရေကိုပဲကောက်စားရတဲ့ဝင်ငွေနဲ့ပဲရောင်ရဲရတာပေါ့လက်တွေ့အားလုံးယူထားတာတရုတ်ကုမ္ပဏီပဲကြောက်လာတူးတာဒီကြောက်မဲခရိုင်ထဲမှာရွှေလာတူးတာကအာဒီလက်နဲ့ကင်အုပ်စုတွေနဲ့ပတ်တက်တဲ့ကုမ္ပဏီဆိုတော့တရုတ်ကုမ္ပဏီတွေပဲရွှေလာတူးနေတဲ့ဟာတွေလဲအခုမြေရှားတပ်တို့ဟာမိုးဒီနမ်ဒူမြို့မှာငွေမိုင်းတွေကို ဖော်နေတဲ့ဟာတွေအာ ဒီနမ်စင်ချောင်းတို့နောင်ချိုထရအရွှေတို့အဲ့ဒီချောင်းတစ်ချောက်တောင်ကုန်းတစ်လျှောက်ထက်နေတဲ့ရွှေတွေတို့အကုန်လုံးလုံးနေတာတရုတ်တွေပဲအခုဒီခွေးပြေးဝက်ပြေးပြန်ပြေးနေရလဲတိုက်ပွဲပြန်ဖြစ်မယ်ဆိုတော့လေဒီမိုးကုတ်မြို့နယ်တဲကနေပြန်ပြေးတာလဲတရုတ်ကုမ္ပဏီတွေပဲတွေ့ရတယ်အဲအကြောင်းမလို့ဒီရှင်းပြောလို့ရှိရင်တရုတ်တွေကဘဒူတေတဲငါတေးရင်ပြီးရောသူကရတဲ့မြတ် ကျွန်တော်တို့စီကထွက်တဲ့တရားစာရတွေအကုန်ယူသူတို့အကျိုးအမြတ်တွေပဲအဲလုံနေကြအဲ့တော့သူတို့အကျိုးအမြတ်မရှိဘဲနဲ့ဘာမှလုံမှာမဟုတ်အဲ့တော့ရှင်းပြလို့ရှိရင်တကယ်တမ်းကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းစေခြင်းတော့လူထုရဲ့အကျိုးစီးပွားကိုလက်တွဲပြီးတော့မှအကျိုးပြုပေးတဲ့နဲ့ဒါမှသာလင်းလက်တွေ့ငြိမ်းချမ်းရေးကပေါ်ဆောင်နိုင်မှာလေအခုအနေထားရကတော့အဲ DNL ကလည်းသူက သူတို့ရဲ့ပြောစကားအရာဆိုရင်ခဏနားတယ်ပြီးရင်ပြန်ချမယ်ဆိုတဲ့ပုံစံပေါ့အခုလည်းအားပြန်ခဲနေအားပြန်ယူတယ်အနောက်နောက်နလန်းဆုတ်တာက အရှိသုံးလေးလမ်းတက်ဖို့ပြင်ဆင်နေတဲ့အနေဒါဆိုတော့ဒါကအမခံချက်ဘာမှမရှိဘူးအမပြီးခဲ့တဲ့လတို့အပတ်တုန်းကကျွန်တော်တို့ပြောတယ်လို့စစ်ကောင်စီအနေနဲ့ကတော့သူ့မှာကဒီပြီးထောင်စုလမ်းမကြီးကိုမရမချင်းသူကတရုတ်ကိုဖိအားပေးနေမှာပဲ။ ်ပြည်တော်စုလန်းဆိုတော့အာဒီမန္တလေးမြေမြုံနောင်ချိုကြောက်မဲတီဘောလာရှိုးအာဒိန်နီကော့ခိုင်ကနေမူစေပောက်တဲ့လန်းထိနောက်ပြီးတော့မှဒိန်နီကနေလန်းခွဲလို့ရှိရင်လည်းဒိန်နီကွန်လုံဟောပန်းချင်းရှိဟောလန်းပောက်တဲ့ထိသူကရအောင်ကြူမှာပဲသူကအားတာလာတယ်မှာပေးရင်လည်းသူချမှာပဲအခုတော့မှဖိအားမျိုးမျိုးတွေပြန်ဖြစ်နေပြီလေ TN MNDA အပေါ်ဖိအားပေးမှုတွေရှိနေပြီဒီလာရှိုးနဲ့ ဒီဘောကြားထဲမှာရှောင်ပေးဖို့မရှောင်ပေးလို့ရှိရင်လည်း तू ကရတဲ့နီးနဲ့ तू ကချမှာပဲအဲ့ဒီချိန်မှာဒီလက်နဲ့ကင်အုပ်စုတွေဟာကိုကြိုးအတွက်ပဲနဲ့ကြည်ပြီးတော့ဆုစည်းညင်ညွတ်မှုမရှိလို့ရှိရင်တော့ခံနိုင်မှာမဟုတ်ဘူးပါဆိုတော့အရင်တော့ကဒီ10.7 7စင်ရေးကအာဒီမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က SAC တတ်တဲ့ကိုပဲတိုက်ရတာအခုက၃လေးနိုင်ငံနဲ့တိုက်ရတာ SAC ကိုတရုတ်ကကူညီပေးတယ်တရုတ် တနိုင်ငံပါပြီရုရှားအကူညီပေးတယ်ရုရှားပါလာပြန်ပြီအခုအိန္ဒိယလည်းကူညီပေးတယ်ရုရှားပါလာပြန်ပြီဟောအိန္ဒိယပါလာပြန်ပြီအခုထပ်ရောက်လာတဲ့ဘယ်လာရုစ်အဲ့ဒါလည်းစစ်လက်နက်တွေထောက်ပံ့နေတယ်အဲဒီနျူကလ িয়ার လက်နက်နျူကလ িয়ার ဆက်ရုံဖြစ်မြောက်ဖို့လေနေပညာပိုင်းဆိုင်ရာပံ့ပိုးမှုတွေရှိကောင်းရှိလာနိုင်မယ်အဲ့တော့စစ်ကောင်စီရဲ့အဲရတဲ့ထောက်ပံ့မှုဟာ၄နိုင်ငံရှိနေပြီအဲကြောင့်မလို့ ဒေါ်လာရေးတက်တရေစစ်ဖွင့်တဲ့ဟာက SSC ကိုပဲတိုက်နေတာမဟုတ်ဘူးအရှင်ပြောလို့ရှိရင်ငါးဖွဲ့ကိုတိုက်နေရတယ်အင်အားကြီးနေတဲ့အဖွဲ့တွေ SSC ရပါဝင်ပေါ့နော်ဟုတ်ကဲ့ပါကိုဆိုင်မွေးရေလာရောက်ဆွေးနွေးပြီးတဲ့အတွက်ဒီကျေးဇူးတင်ပါတယ်ပေါ့နော်ဒီလထဲမှာဆိုရင်ဖြန့်ပြည့်ရဲ့အရေးရောမြန်မာပြည်ရဲ့အရေးရလည်းအပြောင်းလဲအရမ်းများရယ်ဆိုတော့လေအားလုံးကလည်းရင်ခုန်နေပြီးတော့လှုပ်ရှားနေလားဒါမှစိုးရိမ်နေလားဆိုတာလည်းတည်နေတဲ့အတိုင်းပဲပေါ့နော်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဇာဖတ်ပရိသတ်များပေါ့နော်ရန်တော်တော်ဆင်းရဲ့ဇာဖတ်ပရိသတ်များလည်းကျွန်တော်တို့ရဲ့အိဒီတာထွက်ကိုခြေနဲ့အားရမယ်လို့လည်းထင်မြင်မိပါတယ်ရန်တော်တော်ဆင်းရဲ့ဇာဖတ်ပရိမမြင်နေလဲဘေကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးပါတယ်မဆုခတ်